မိုးချင်းတန်လို့တုံဟီတန်နေရတင်ငိန်နေတဲ့ကြက်တာစနစ်နှက်ကိုပဲ့တင်ထပ်သွားပါတယ်ထိုတန်အပူပူပြီးတော့ကျဲလုံလာပြီးနောက်ဆုံးမှမိုးကြိုးပစ်ချနေတယ်လို့ပါပဲသူတို့ကရောက်လာပြီဝန်လင်းရဲ့မျက်လုံးထဲမှာအိဆက်မှုကလက်ခဏဖြစ်သွားပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ် စေရထားတွေကိုမတိသားရည်ရဲ့အေဂူနီနဲ့ဖုံးထားပါတယ်တစ်ချက်ကြည့်လိုက်ရင်သူတို့ကစေရထားနဲ့လုံးဝမတူပဲရှီဟောင်းသားရည်တင်နဲ့တော့တူနေပါတယ်။သားရဲ့အေဂူနီပေါ်မှာရှုပ်ထွေးတဲ့မော်ဆလုံးတွေကိုအနီအောင်တက်တောက်နဲ့ရေးဆွဲထားပါတယ်။သူတို့ကလီဟာနေရဲ့အမောင်တို့ကိုမိတ်တုံမိတ်တုံဖြစ်နေပြီးသူတို့ကိုပိုလုံးတော်မှာထူးဆန်းစေပါတယ်။ထိုစေရထားတွေအပြင်အဝေးရနေဟိမ့်တန်နေရထွက်ပေါ်လာပါတယ်။ကျဉ်ညံ့သူတသိန်းရဲ့နောက်မှာ အင်းကြီးမပါတဲ့ကျဉ်းကျဉ်းသူတစ်ထောင်လောက်ကတည်ဆောင်လာတဲ့အီယာမကြောက်ပြားကြီးတစ်ခုကရှိနေပါတယ်ထိုကြောက်ပြားပြီးတောင်းလောက်မြင့်ပြီးရှေးအောင်ရှိန်ွားကိုထွက်လွတ်နေပါတယ်ပူပြီးတော့တုံလို့စရာကောင်းတာကြောက်ပြားရဲ့ပက်လင်မှာတန်ကျိုးကိုးချောင်းကရှိနေတာပါတန်ကျိုးတစ်ချောင်းစီရဲ့အစုံးမှာခေါင်းတလာတစ်ခုစီကရှိနေပါတယ်ခေါင်းတလာတိုင်းကပေပေါင်းထောင်ချီမြင်မှာပါတယ်အဝေးကနေကြည့်ရင်ရေပွဲတစ်ကောင်လိုဖြစ်ပြီးတုံလို့စရာမြင်ကွင်းကိုဖြစ်နေပါတယ်ထိုရာတော့အပြင်နယ်ပယ်ကစူးစီးထားတဲ့အင်အားအစ်စ်ပါထိုရာဝန်လင်းကိုတက်ပြီးထိုပိတ်ပင်တားဆီးမှုအစင်ကိုဖျက်ဆီးဖို့အတွက်ပထမဆုံးတိုက် က်ပွဲပါအပြင်နယ်ပယ်ရကြီးညံ့သူတွေကအများကြီးကိုဆုံးရှုံးခဲ့ရပါတယ်ထိုနေရာမှာစူဝေးနီရဲ့လူတွေကအပြင်နယ်ပယ်ရဲ့အကန့်တပ်ပါဝက်လင်းကပိတ်ပင်တားဆီးမှုအစီရင်အပြင်ဘက်ကထိုပြင်းထန်တဲ့အပြင်နယ်ပယ်ကြီးညံ့သူတွေကိုကြည့်ပြီးသူ့ရဲ့မျက်လုံးထဲကအေးဆပ်မှုကပိုလို့တော့ပြင်းထန်လာပါတယ်ချီစီဖန်ကလည်းထိုရာအလုံးကိုကြည့်ပြီးမျက်နှာဖိဖြော့သွားပါတယ်ဝက်လင်းကထိုင်နေရာကနေထားရက်ပြီးအေးကရဲမိဖို့ကြီးပေါ်မှာရက်လိုက်ပါတယ်သူ့ရဲ့ဆန်ဖြူတွေကလွင့်နေပါတယ်ရှီစီဝိုင်းုံဆန်ွေးထားလိုက် ဝမ်လင်းရဲ့စကားတွေအားတင်ငိနေပြီးသူ့ရှေ့ကိုခြေတလန်းလှမ်းလိုက်ပါတယ်။သူ့ရဲ့ဖျော်ဝေးုံကလွင့်နေပြီးစက်တည့်ရရှိတဲ့ခန်းစားချက်ကသူ့ရဲ့ခန္ဓာကိုပြင်းထန်သွားပါတယ်။ ချီစီဖန်ရဲ့မူလာတုံလုံးနေတဲ့စိတ်ကဝယ်လင်းရဲ့စကားတွေတောင်းချက်ချင်းပဲတည်ငြိမ်သွားပါလေ။သူမလှပတဲ့လက်ကိုမြှောက်ပြီးမျက်နှာရှိရသပင်တွေကိုနားနောက်ကိုတက်လိုက်ရင်ပြုံးလိုက်ပါလေ။သူမခေါင်းညက်လိုက်ပါလေ။ပိတ်ပင်တားစီမှုအစဉ်အပြင်ဘက်မှာမိုးချိမ့်တက်လို့တုံဟီတန်တွေကပိတ်တင်ထနေပါလေ။ကျဉ်ကျန်သူတသိန်းကအနားမကပ်ပဲအဝေးတနေရာမှာရတန်းလိုက်ကြပါလေ။သူတို့ကဝယ်လင်းနဲ့ထိုးပိတ်ပင်တားစီမှုအစဉ်ကဘလောက်အားကောင်းလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိနေပါလေ။သူတို့ကထိုင်ချပြီးမျက်ခုံးကြောက်လူညုံနဲ့ထောက်လိုက်ပါလေ။ထိုးရာနဲ့အတူထိုးအပြင်နဲ့ပဲကျဉ်ကျန်သူတသိန်းရဲ့မူလဝိညာဉ်တွေက 破喇叭哩！ ကျဉ်ညံသူတသိန်းရဲ့မူလဝိညာဉ်တွေကကြောက်မောက်ဖွယ်ရာအလင်းရောင်ကိုထွက်လွတ်ပြီးမှောင်မိုက်တဲ့ကျယ်စုစနစ်ကိုလင်းထိန်သွားစေပါတယ်။မူလဝိညာဉ်တသိန်းရထွက်ပေါ်လာတဲ့အချိန်မှာတတိယအဆင့်ကျဉ်ညံသူ၅ရောက်ကရှေ့ကိုထွက်လာပါတယ်။သူတို့ကအကန့်အသတ်ရှိတဲ့အနေငယ်ရလွင်းရင်အပြင်နယ်ပယ်မှာကြံနေသေးတဲ့နောက်ဆုံးတတိယအဆင့်ကျဉ်ညံသူတွေပါ။ထို့တတိယအဆင့်ကျဉ်ညံသူ၅ရောက်ကအတွင်းနယ်ပယ်တိုက်ပွဲမှာမပါဝင်ခဲ့ပဲအပြင်နယ်ပယ်ကိုကောက်ွယ်ဆောက်ရှောက်တဲ့အရန်အင်အားစုဖြစ်ပဲကြံနေခဲ့တာပါ။ဒူဝရင်အခုတော့ဧကရစ်ပိုင်ကောင်စီကအမိန့်ထုတ်ပြန်လိုက်တာကြောင့်သူတို့ကထွက်လာခဲ့ရပါတယ်။အပြင်နယ်ပယ်တစ်ခုလုံးကတရားမဲ့ဆို င်တော့သူတို့ကတိုက်ပွဲဝင်ရင်လည်းတရားပါမယ်ထိုးချိန်မှာသူတို့ငါးယောက်ကထိုးနေရမှာဒဏ်နဲ့ထိုင်နေကြပါတယ်သူတို့ကဝင်ရင်းကဘလောက်ထိအားကောင်းလဲဆိုတာကိုသိနေကြပါတယ်သူတို့ကဒပိုင်နဲ့ထဲတိုက်ရင်တော့ဒစိခန့်နဲ့ပဲအရှင်သခင်ကိုဝင်ရင်းရဲ့ပြိုင်ဘက်ဖြစ်ချိန်မှာဖြစ်မှာပါဒူဝါနေမူလာဝိညာဉ်တသိန်းရဲ့အကူအညီနဲ့ဧကရိပိုင်ကောင်စီရဲ့ရှေးအောင်လှုပ်ဝဲချက်နဲ့အတူသူတို့ကတိုက်ခိုက်ဖို့အတွက်အင်အားရှိတယ်လို့ယုံကြည်ပါတယ်သူတို့ငါးယောက်ကလက်တစိတ်တစ်ခုကိုဖွဲ့ပြီးသူတို့ရှေးရလူရဲ့ကြောကိုဖိချလိုက်ပါတယ်မိုးချင်းတန်လို့တုံဟီးတန်နေရာပဲ့တင်ထပ်သွားပါတယ်ထို၅ယောက်ရဲ့အင်အားအတူတူကပေါင်းဆက်သွားပြီး ြီးရှေဆောင်ကလူစီကိုတိုးဝင်သွားပါတယ်ပထမအဆုံးလူဟာဆန်ဖြူနဲ့အဖိုးကြီးတယောက်ပါသူ့ရဲ့မျက်နှာအမူအရာလေးနက်နေပြီးသူ့နောက်မှာကျဉ်ကျဉ်သူ၄ယောက်ရဲ့အင်အားသူ့အထဲကိုတိုးဝင်လာချိန်မှာသူ့ရဲ့သဘင်တွေကလေမတိုက်ပဲလွင့်နေပါတယ်သူ့ရဲ့မျက်လုံးတွေကအရင်ကဗတော်မှမတောက်ပဘူးတလို့တောက်ပနေပါတယ်ငါရဲ့ကြင်ကြံမှုနဲ့ငါရဲ့သွေးမျိုးနဲ့ရှေးဟောင်းနီးပညာကိုစင့်ခေါ်တယ်ကောင်းကင်ဖောက်ထွင်းတောင်းတောင်းတစ်ခုကလေဟာနေကိုနှိမ့်တက်တယ် အဖိုးကြီးကသူ့ရဲ့လင်ညိုးတစ်ချောင်းနဲ့အပေါ်ကိုထိုးရင်ဟိမ့်လိုက်ပါတယ်။တောက်ပတဲ့လင်းရောင်တစ်ခုကလက်ခနဲဖြစ်သွားပြီးပေတသိန်းရှိတဲ့ဓာတ်တလက်ကပေါ်လာပါတယ်။ဒါကပေါ်လာပြီးရဲ့နောက်မှာမူလာဝိညာဉ်တသိန်းကအထဲကိုပြေးဝင်သွားပြီးအာကောင်းတဲ့အချိန်မှာကိုထွက်လွတ်လိုက်ပါတယ်။ခုတ်ဆန်း ဆန်ဖြူအဖိုးကြီးကဟင်းလိုက်ပါတယ်သူကညာဘက်လက်ကိုဝန်လင်းရဲ့သုံးလောကဘိန်းပုံစံပိတ်ပင်တားဆီးမှုအစဉ်အစီကိုဝင်ရလိုက်ပါတယ်ပေတသိန်းရှိတဲ့ဒါမူလဝဉ္ဉင်တသိန်းနဲ့တတိယအစဉ်ချင်းညံ့သူ9ရောက်ရဲ့စွာအပြည့်ကိုစူးစီးထားပါတယ်ပြီးတော့ရှေးအောင်ဒီပညာအနေနဲ့ဒစင်ထိုအင်အားကောင်းကင်ခွဲအင်အားတစ်ခုအဖြစ်ပြောင်းလဲသွားပြီးခုတ်ချလိုက်ပါတယ်အဝေးကနေကြည့်ရင်ထုံမြင်ကွင်းကအလွန်အမတော်လို့စရာကောင်းနေပါတယ်အီယာမဒါချက်ချင်းပဲပေတသိန်းအထိကြီးထွားလာပြီးအစာပေါင်းများစွာကျယ်ပြန့်လာကသူ့ရဲ့အရွယ်အစားအဆုံးအစမရှိဖြစ်သွားပါတယ်သူကဘိန်းပုံစံပိတ်ပင်တားဆီး းမှုအစီရင်ကိုခုတ်ချလိုက်ပါတယ်ဝင်လင်းကရှေ့ကိုခြေတလန်းတိုးပြီးပိတ်ပင်တားစီးမှုအစီရင်ရဲ့ရှေ့မှာရပ်တန့်လိုက်ပါတယ်သူကတင်ငိန်စွာနဲ့ဓာတ်နီကလာတာကိုကြည့်နေပြီးဘာမှမလုပ်ပါဘူးသူကဓာတ်ကိုသူ့ရဲ့ကြောင်မဖွေရာဟင်းတန်နဲ့နီကလာခွင်ပေးလိုက်ပါတယ်တခဏလေးအတွင်းမှာပဲဓာတ်ဘိန်းစီးကိုရောက်သွားပြီးမိုးချိန်တက်လို့တုံဟီတန်တို့ခုကကြက်တာစနစ်အနှံ့ကိုပိတ်တင်ထပ်သွားပါတယ်လှိုင်းကြီးရဲ့တို့ခုကပိတ်ပင်တားစီးမှုအစီရင်အနှံ့လိမြန်စွာနဲ့ပြန့်နှံ့သွားပါတယ်ဘိန်းပုံစံပိတ်ပင်တားစီးမှုအစီရင်ကတုံခါသွားပြီးတဝီမီတန်တို့ခုကပိတ်တင်ထပ်သွားပြီးမယ်လုံးဝပျက်စီးမသွားပါဘူးဒါကကြောက်လာ လာတဲ့အချိန်မှာအကျဉ်းချနေတဲ့အပြင်နယ်ပယ်ကြီးညံ့သူဝိညာဉ်တန်ပေါင်းများစွာနာကျင်စွာနဲ့ဟိမ့်ပြီး ဘင်းကိုတွန်းစားပြုလာကြပါတယ်ဘင်းကဖင်းချင်းစွန်နဲ့လဲပတ်သွားချိန်မှာအတွေးနဲ့ပေရာကျဉ်းကျဉ်သူတွေရဲ့ဝိညာဉ်တွေကလက်ထဲမှာအချာပိုးတွေနဲ့ပေါ်လာပြီးအဲ့အပြင်နယ်ပေရာကျဉ်းကျဉ်သူတွေရဲ့ဝိညာဉ်တွေကိုရိုက်နှက်လိုက်ကြပါတယ်ချာပိုးတွေကြောင့်အဲ့နာချီရဲ့ဝိညာဉ်တွေကပိုလို့တော့နာကျင်စွာနဲ့အော်ဟစ်လာကြပါတယ်ထိုနာကျင်မှုကဘင်းကိုလဲပတ်ဖို့အင်အားအဖြစ်ပြောင်းလဲသွားပါတယ်တုန်ဟီတန်ကပဲ့တင်ထန်းနေချိန်မှာဘင်းကတပတ်လဲသွားပါတယ်တပတ်ပြည့်သွားတဲ့ချိန်မှာမေုံတိုင်းလောင်းကိုပြန်ကန်အားတစ်ခုကပိတ်ပြင်တားဆီးမှုအစီရင်ကနေပောက်ကွဲထွက်လာပါတယ်ထိုအင်အားအီယာမဓာတ်တွေကိုဝင်သွားပြီးအစိမ့်စိမ့်အမမမကြေကွဲခင်မှာနောက်ပြန်လွှင့်စင်သွားပါတယ်သူကပြုတ်ကွဲ သွားတဲ့အချိန်မှာမူလာဝဉ္ဉ်တသိန်းရပြန်ကျဲသွားပြီးမိမ့်မိန်သွားကြပါလေသူတို့ကမတည်သေးပေမဲ့အလုံးကပြန်ကျဲသွားကြပါလေတတိယအဆင့်ကျဉ်းသူ9ရက်လုံးကမျက်နှာဖျက်ဖျောက်သွားပါလေသူတို့ဥဆောင်နေတဲ့အဖိုးကြီးရဲ့ဗဇက်တော့ကနေတွေးရစီကြလာပြီးမဲ့သူ့ရဲ့မျက်လုံးထဲကတိုက်ခိုက်လူစိတ်ကတော့ကြောက်မဖွေရကောင်းနေပါလေသူ့ရဲ့လက်တွေကလက်စိတ်တစ်ခုကိုဖွဲ့စည်းပြီးကောင်းလေးကိုညှို့လိုက်ပါလေသူ့ရဲ့၆ကကအတန်ကကျေတာစနစ်အနှံ့ကိုပိတ်တင်ထပ်သွားပါလေသူ့ရဲ့အမူအရာကကြမ်းတမ်းနေပါလေသူကဟိမ့်လိုက်ပါလေကျဉ်းကျပ်သူတသိန်းအသက်ဆွာအလုံးကိုစူးစီးလိုက် မေမတွန်းနိုင်တဲ့နှစ်တည်းရဲ့အသက်ကိုစူးစီးလိုက်ငါတို့ကြီးညက်သူတသိန်းယောက်ငါတို့ရဲ့အသက်ဆွမ်းရည်အားလုံးကိုစတဲ့ပြီးရှေးခက်ကထိုးနှက်ချက်တစ်ခုအနေနဲ့လဲလဲကဒီပိတ်ပင်တောင်းစီမှုအစီရင်ကိုဖျက်ဆီးပြီးဒီလူကိုတတ်မယ်အဖိုးကြီးနဲ့သူ့နောက်က၄ယောက်ကတွေးရင်လိုက်ကြပါတယ်တစ်ချိန်တည်းမှာပဲကြီးညက်သူတသိန်းရဲ့ခန္ဓာတွေကတွေးရင်လိုက်ကြပါတယ်သူတို့ကလူငယ်ပဲဖြစ်ဖြစ်တက်လက်ပိုင်းပဲဖြစ်ဖြစ်အားလုံးကအုံမင်းသွားကြပါတယ်အသက်ကြီးတဲ့လူတွေကတော့ယွင်းရင်းမှုအနှံ့ထွက်ပေါ်လာပါတယ်ကြီးညက်သူတသိန်းရဲ့အသက်ဆွမ်းအားကိုစားသုံးမဲ့ထိုးနှက်ချက်တစ်ခုကအထွန်းထိပ်ကိုရောက်ရှိဖို့အတွက်လုံလောက်ပါတယ် ကဘာလောကမွေးဖွားချိန်မှာကဘာလောကမှောင်မိုက်ပြီးအလင်းရောင်အသက်မရှိခဲ့ဘူးရှေးဟောင်းကောင်းကင်ဘုံဧကရစ်ကဆင်းသက်လာပြီးအသက်ကိုဖန်တီးခဲ့တယ်ငါရှေးဟောင်းကဘာရဲ့အလင်းရောင်ကိုခေါ်ပြီးဒီကဘာလောကကိုလင်းထိန်စေခဲ့တယ်ငါအသက်တသိန်းကိုရစ်ပူစော်ပြီးရှေးဟောင်းတစ္ဆာကိုခေါ်ယူကအဲ့ဒီရှေးဟောင်းအလင်းရောင်ကိုဆင့်ခေါ်တယ်အဲ့ဒီအလင်းရောင်ကတက်ရှိအားလုံးကိုမွေးဖွားပေးခဲ့ပေမယ့်တက်ရှိအားလုံးကိုလည်းဖျက်ဆီးခဲ့တယ် အဖိုးကြီးရဲ့ပုံပြက်နေတဲ့အတန်းပဲ့တင်ထပ်သွားပါတယ်သူ့ရဲ့အတန်းပြန့်နှံ့သွားတဲ့အမြမူလာဝူးညင်တသိန်းကအယူးမှုနဲ့စူးစီးလာပြီးသူတို့ကိုခွဲခြားခတ်သွားစေပါတယ်သူတို့ကထူထပ်တဲ့မြူတစ်ခုကိုဖွဲ့စည်းပြီးကျဲဆူးစနစ်အနှံ့ထိုးအစိတ်ပိုင်းကိုမှောင်မိုက်သွားစေပါတယ်မူလာဝူးညင်တသိန်းကဖွဲ့စည်းထားတဲ့မြူကဖင်းချင်းစွာနဲ့လဲပတ်စားပြူလာပါတယ်သူကပူပူပြီးတော့မြန်လာပြီး AMO ဝဲကြက်ကိုဖွဲ့စည်းသွားပါတယ်အလဲဘဟုကအခြားကဘာတစ်ခုစီကိုဥတည်နေတဲ့တွင်းနဲ့ကြီးတစ်ခုလိုပါပဲဝဲကြက်ကလဲပတ်နေချိန်မှာအလင်းတန်းတစ်ခုကတွင်းနဲ့ကြီးကနေပြစ်ထွက်လာပါတယ်ထိုးအလင်းကရွှေရောင်ဖြစ်ပြီးသူကထပ်ပေါ်လာ ချိန်မှာတောက်ပါတဲ့အလင်းအောင်ကိုထွက်လွတ်လိုက်ပါတယ်သူကဝဲကြီးရထင်ရနဲ့ပြစ်ထွက်လာချိန်မှာပဝင်းကျင်အားသူ့ရဲ့ရွှေအောင်အလင်းကြောင်ကိုလင်းထိန်သွားပါတယ်အနှစ်သာရာသုံးခုဘိန်းတော်မှာသူပေါ်လာပြီးတဲ့နောက်ဖြင်းချင်းစွာနဲ့ရတန်းတော်မလို့ဖြစ်သွားပါတယ်မင်းရင်မတွနိုင်တဲ့နာကြီးဝိညာဉ်တွေကနာကျင်စွာနဲ့ဟိန်လိုက်ကြပါတယ်မင်းနဲ့တဲ့အမွှေးတွေကသူတို့ရဲ့ခန္ဓာကနေကျဲပြန့်ထွက်သွားပြီးသူတို့ကပိတ်ပင်တားဆီးမှုအစဉ်အထဲကိုပျောက်ကွယ်သွားတော့မလို့ပါပဲအဝေးမှာရှေးအောင်ကျဲဆုစနစ်ထဲမှာဧကရေကလှမ်းကြည့်နေပါတယ်သူကဝေးမှာရှိနေပေမဲ့ထိုတိုက်ပွဲကိုသူကမတဲမကွဲနဲ့လိလနိုင်ပါသေးတယ်ဒီဖိုးကြီးရော လိုင်ကူလောကကျင့်ညတ်သူတွေရဲ့အသက်ကိုဂယူးမဆိုင်ဘူးကျင့်ညတ်သူတသိန်းရဲ့အသက်စွာနဲ့ဖွဲ့စည်းထားတဲ့ဒီနည်းပညာကိုငါနောင်မှဖြည့်ရှင်းရခတ်လိမ့်မယ်မင်းရလေးကိုတုံးမလားမတုံးလားဆိုတာငါကြည့်ကျင်သေးတယ်ဝယ်လင်းကပိပင်းတားဆီးမှုအစီအရင်ထဲမှာရက်နေပြီတွင်းနဲ့ကြည်ထဲကနေထွက်လာတဲ့အလင်းတန်းလာတဲ့အရှိန်ဝါကိုကြည့်နေပါတယ်ထိုးအရှိန်ဝါကိုသူကအရင်ကခံစားမှုပါလေသူ့ရဲ့မျက်လုံးတွေကတည်ငြိမ်နေပြီးသူကအပြင်းနေပဲကိုညှို့လိုက်ပါလေနေပယ်လောင်ကျွန်းထီကဘာလောကကိုလောင်မြိုက်ဖို့အတွက်ပွင့်လို့ အပြင်နယ်ပယ်မှာအေယာမဖွင့်ထားတဲ့မီးထီးတစ်လက်ကပေါ်လာပါတယ်။ထီးရပေါ်လာချိန်မှာရွှေရောင်အလင်းရနောက်ပြန်တွထုတ်ခံလိုက်ရပြီးအဖြက်စီမီးတစ်ခုကပြန့်နှံ့သွားပါတယ်။အယောင်ခုနှစ်ပါးတောက်ကိုကောင်းကင်နဲ့မြေကြီးကိုပြောင်းလိုက်လိုက်။ရွှေရောင်အလင်းနဲ့အနီရောင်မီးကတိုက်မိတဲ့ချိန်မှာဝင်လင်းရဲ့စကားတွေကပက်တင်ထက်သွားပါတယ်။အနီလိမ့်မော့အဝအစိမ့်အပြအမဲနဲ့အလင်းတွေကလေဟာနေရနေပေါ်လာပါတယ်။သူတို့ကစူးစီးပြီးအယောင်ခုနှစ်ပါးလန့်ရှည်ကိုဖွဲ့စည်းလိုက်ပါတယ်။ဒီရွှေရောင်အလင်းရောကောင်းကင်ကိုဖောက်ထွင်းခဲ့တယ်။ဒါကြောင့်ငါဒီအယောင်ခုနှစ်ပါးလန့်ရှည်နဲ့ ူ့ကိုချိန်မုံးမယ်။နေပယ်လောင်ကျွမ်းထီရအပေါက်ပြန်ဖားလိုက်မယ်။ဒီအလင်းရတက်ရှိအားလုံးမွေးဖောက်ပေးနိုင်ပေမယ့်ငေါ့တော်ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ทีเนี่ยยังคนบ้าลั่นเสียปอกกล้วยถั่วละบาเลยวันลิงก็ตู้เอลักกูวนยันบีซีซีฟันเอ้บักกูเล็จจิไล่บาเลยตูก็อู้เงลีเทยอ่ะวายกูก๊อกอยู่บีวายตงงตอกไล่บาเลยวายอ่ะตึ่มมนวยเตียวซีซีคณะเราถั่นหนุยไล่อูก้องบาบี မနှွေးသေးတဲ့ဝိုင်ကအေးဆက်တဲ့ရတာနဲ့သူ့ရဲ့ပါဇက်ထဲကိုဝင်သွားပြီးသူ့ရဲ့ဘိုက်ထဲမှာပူလောင်သွားပါလေသူကမော့ကြည့်လိုက်ပြီးရေမောလိုက်ရင်ဝိုင်အိုးကိုယူနေစုထဲကိုပြင်ပစ်ထည့်လိုက်ပါလေပြီးတော့သူကရှေးအောင်ချစ်ဆုစနစ်ကိုလညုံနဲ့ထိုးလိုက်ပါလေဒီသုံးတဲ့အတွင်းအတွင်းနဲ့ပဲကိုဝင်ကျင်တဲ့ဘသူမဆိုငါရဲ့အလောင်းကြော်ဖြတ်သွားလိမ့်မယ်ဝင်လင်းစီကနေဆရာထက်တန်မှုကပြန်နှံ့ထွက်လာပါလေသူကလညုံနဲ့ထိုးလိုက်တာနဲ့အီယာမအယောင်ခဏပါလန့်ရှေးကကောင်းကင်းကိုတုံခါစေတဲ့ဟင်းတန်တစ်ခုကိုထွက်လွတ်လိုက်ပါလေ သူကဟိမ့်လိုက်တာနဲ့အယောင်ခုနှစ်ပါးလန့်ရှည်ရဝိညာဉ်တသိမ့်နဲ့ဖွဲ့စည်းထားတဲ့ဝဲကြီးကနေထွက်ပေါ်လာတဲ့ရှေးအောင်အလင်းရောင်စီကိုပြေးဝင်သွားပါတယ်။လန့်ရှည်ရပေါ်လာတဲ့အချိန်မှာကျယ်ဒီရတုန်ခါသွားပြီးအယောင်ခုနှစ်ပါးအလင်းရောင်ကတောက်ပါလာပါတယ်။အားကောင်းတဲ့အချိန်ကလန့်ရှည်ရနေထွက်လာပါတယ်။ထိုလန့်ရှည်ရထိုကဘာလောကနဲ့မသက်ဆိုင်ပါဘူး။သူကတောက်ခုနှစ်သွဲခိုင်းရအယောင်ခုနှစ်ပါးကောင်းကင်ဧကရစ်ကပိုင်ဆိုင်နေပါ။ထိုနီးပညာက အယောင်ခုနှစ်ပါးကောင်းကင်ဘုံဧကရေရဲ့ထိတ်တန်းလူဝတ်ချက်တစ်ခုဖြစ်ပြီးအပြင်လူတွေကတင်ယူဖို့အတွက်ခက်ခဲပါတယ်အယူတယောက်ဝတာသူ့ရဲ့အဆင့်တန်းကိုတုံးပြီးဒီလိုနီးပညာမျိုးကိုယူနိုင်ခဲ့တာပါအကြောင်ခုနှစ်ပါးလန့်ရှည်ရရှေးဟောင်းကျဲဆုစနစ်ထဲမှာပေါ်လာတဲ့အချိန်မှာအေကရစ်ကမူဒီမူအပြင်နဲ့ရှုပ်ထွေးတဲ့အကြီးတစ်ခုကိုပြသလိုက်ပါတယ်။သူကအကြောင်ခုနှစ်ပါးလန့်ရှည်ကိုအဝေးကနေမြင်လိုက်ရပါတယ်။သူကသူ့အရှင်သခင်ထိုနီးပညာကိုတုံးတော့မြင်ဘူးပြီးအတိတ်ကစစ်ပွဲမှာသူ့ရဲ့စွာကိုကိုရိုင်းကိုကြမျက်မြင်တွေ့ခဲ့ဘူးပါတယ်။အရှင်ကျွန်တော်အရှင်နောက်ကိုအချိန်အကြာကြီးလိုက်ခဲ့တယ်။ ဒါပေမဲ့အဲ့ဒီမရေမတွက်နိုင်တဲ့နှစ်တွေအတွင်းမှာအရှင်ကကျွန်တော်ကိုဒီလောက်အဆင်ရှိတဲ့ဤပညာကိုဘယ်တော့မှမတင်ပေးခဲ့ဘူး။ဒါပေမဲ့အရှင်ကအဲ့ဒါကိုလှိုင်ကူလောကပျောစိတ်တစ်ခုပေးခဲ့တယ်။အရှင်ရဲ့တဘာဝကထူးဆန်းပြီးစိတ်ကမတည်ငြိမ်ဘူး။အဲ့ဒီမရေမတွက်နိုင်တဲ့နှစ်တွေအတွင်းမှာကျွန်တော်ကအရှင်ပေါ်ကိုတစ္ဆာရှိခဲ့ပေမဲ့အရှင်ကကျွန်တော်ပေါ်အမြဲတမ်းကစီးနေခဲ့တယ်။ဧကရက်ကတိုးတိုးလေးရေုပ်ပြီးသူကလက်တီးကိုဆုပ်လိုက်ပါတယ်။ ဘင်းပုံစံပိတ်ပင်တားဆီးမှုအစဉ်ရဲ့အပြင်ဘက်မှာရောင်ခဏပါလန့်ရှိရာလက်ခနဲဖြစ်သွားပြီးဝဲကြီးစီကိုပြစ်လွတ်သွားပါတယ်သူကဝဲကြီးရဲ့နောက်ကိုတိုးကပ်သွားပြီးရှေးရောင်အလင်းနဲ့တိုက်မိသွားပါတယ် ထိုတခဏမှာပဲမိုးချိမ့်တက်လို့တုန်ဟီတန်နီကပြန်လည်ထွက်လာပြီးလိုင်းကြက်တွေကိုဖွဲ့စည်းကနေရာတိုင်းကိုကျေပြန့်သွားပါတယ်ထိုရာကျောင်းမောက်ဖွေရာကောင်းတဲ့လိုင်းလူကြီးတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်တုန်ဟီတန်နီကပဲ့တင်ထနေရဲ့အချိန်မှာကျဲဆူးစနစ်ကတုန်ဟီလာပါတယ်ထိုတုန်ဟီတန်ကလိုင်းကူကဘာရဲ့အခြေခံအုတ်မြစ်ကိုအနေငယ်တုန်ခါစေခဲ့ပါတယ်မိုးချိမ့်တက်လို့တုန်ဟီတန်နီကပဲ့တင်ထနေချိန်မှာဝဲကြက်ကလာတဲ့ရှီအောင်အလင်းကဆုတ်ပြဲပြီးပြိုကွဲသွားပါတယ်သူနဲ့တိုက်မိတဲ့အယောင်ခဏပါလက်ရှိကတစ်ချိန်ထဲမှာပဲပြိုကွဲသွားပါတယ်အလင်းရောင်ကမျက်စိကျိန်လောင်းအောင်တောက်ပါပေမဲ့ နောက်တစ်ခဏမှပဲအလင်းရောင်ကပြက်ကွက်သွားပါလေတစ်ချိန်တည်းမှပဲနေပယ်လောင်ကျွမ်းထီးရလေလေပတ်စားပြူလာပြီးဖြက်စီးမိရအိတ်ကနေပြန်နှံထွက်လာပါလေနောက်ဆုံးမှတော့မိရထီးကနေအလင်းရောင်ဆုံးရှုံးသွားတဲ့ရှီယောင်ဝဲကီယက်စီကိုပြစ်လွတ်လိုက်ပါလေဝဲကီယက်ကလာတဲ့အလင်းရောင်ကပြုတ်ကွဲသွားပြီးမယ်ဝဲကီယက်ကတော့ရှင်းနေတော့မှအလင်းရောင်နေရာစတင်စီကြလာတော့မလို့ဖြစ်နေပါလေအယောင်ခုနှစ်ပါးအလင်းရောင်က အလင်းရောင်ကိုခဏလေးပဲနှောင့်နှေးစေခဲ့တာလုံးဝဖျက်ဆီးလိုက်တာမဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ်ဝလင်းကလူတစ်ယောက်တည်းပါပြီးတော့သူကအယောင်ခဏပါကောင်းကင်ဘုံအီကရစ်လည်းမဟုတ်ပါဘူး။ဒိုးရတဲ့သူကလှန်ရှင်တဲ့အလင်းရောင်ကိုဖောက်ခွဲနိုင်ပြီးထီးနဲ့ကောင်းကင်ကိုဖုံးနိုင်ပါလေ။ထိုးချိန်မှာနေပယ်လောင်ကျွမ်းထီးကလဲပတ်ပြီးဝဲကရစီကိုပြစ်လွတ်သွားပါလေ။ကြီးမားတဲ့ထီးမူကဝဲကရအတွင်းကတွင်းနဲ့ကြီးကိုပိတ်ဆို့လိုက်ပါလေ။ တွေးနဲ့ကြီးရပိတ်ဆို့ခံလန်ပြီးရန်တော့မှာမီးရတောက်လောင်ပြီးမူလာဝိညာဉ်တသိန်းနဲ့ဖွဲ့စည်းထားတဲ့ဝဲကြီးရက်ကိုလောင်မြလိုက်ပါတယ်မိုးချင်းတန်လို့တုန်ခီတန်နေရဆက်လက်ပဲ့တင်ထန်းနေပါတယ်ဝဲကြီးရက်ကပြုတ်ကွဲသွားပြီးအတွင်းရမူလာဝိညာဉ်အားလုံးကကျဲပြန့်သွားပါတယ်သူတို့အားလုံးကအနှစ်ဆွမ်းရင်းနေအန်ထုတ်ခံလန်ရပြီးအချို့ကတော့မီးကြောက်ဓာတ်ရိုက်ပြဖြစ်သွားပါတယ်ဝဲကြီးရက်ကပြုတ်ကွဲသွားပြီးရန်နောက်မှာရှင်တန်ကြံရည်တဲ့မူလာဝိညာဉ်အားလုံးကသူတို့ရဲ့ခန္ဓာဒီစီကိုပြန်သွားကြပါတယ်တတိယအဆင့်ကြီးညက်သူ၅ရုပ်ရဲ့မူလာဝိညာဉ်တွေကလည်းသူတို့ရဲ့ခန္ဓာစီကိုပြန်သွားကြပါတယ်သူတို့ကပြန်ဟုတ်သွားချိန်မှာတွင်းရန်လိုက်ကြပါတယ် တို့တွေမကပဲအဲ့ဒီကျဉ်ကျဉ်သူတောင်းချီရလဲမျိုးလုံးဖွင့်ပြီးတော့တွေးရင်လိုက်ကြရပါလေဝင်လင်းကဘိန်းပုံစံပိတ်ပင်တားစီမှုအစီရင်အတွင်းမှာရက်နေပါလေသူကစိတ်ဝိညာဉ်လေးဟာနဲ့အလဲအဆင်းမှာပဲရှိနေပေမဲ့အယောင်ခုနှစ်ပါးလန့်ရှင်နဲ့နေပယ်လောင်ကျွမ်းထီးကိုတုံးလိုက်တာသူ့ကိုဖိအားအများကြီးကိုဖြစ်စေခဲ့ပါလေသူက ပုံမှန်အတိုင်းကြည့်ကောင်းနေပေမဲ့စူးစူးနဲ့နဲ့နာကျင်မှုကသူ့ရဲ့မူလဝိညာဉ်အနေနဲ့ထွက်လာပါလေဝင်လင်းကသူ့ရဲ့လက်ကိုဝင်ရင်ပြီးအပြင်းနေပယ်ကျဉ်ကျဉ်သူတွေကိုအေးဆက်စွာနဲ့ပြောလိုက်ပါလေ ဖတ်လာခဲ့ကြောင်းတတိယအဆင့်ကြီးညံ့သူ၅ယောက်ကအားနေသွားပြီးသူတို့ရဲ့မျက်လုံးတွေကမိမ့်မိမ့်သွားပါတယ်ဒိုးရရင်သူတို့ကလုံးဝတော့မဆုတ်ပါဘူးသူတို့ကဧကရေကောင်စီကနေအမိတ်ရထားပါတယ်သူတို့ကဆုတ်ခွာရင်သူတို့ရဲ့မျိုးနွယ်တစ်ခုလုံးကဖျက်ဆီးခံရပါလိမ့်မယ်သူတို့ကတိုက်ပွဲဝင်ရပါမယ်ထိုးချိန်မှာသူတို့၅ယောက်ကတပိန်နဲ့ထဲဟိမ့်လိုက်ကြပါတယ်သူတို့ဥဆောင်နေတဲ့ဆန်ဖြူနဲ့အဖိုးကြီးကဟိမ့်တဲ့တစ်ခုကိုထွက်လွတ်လိုက်ပါတယ်စီရထားတဲ့ဘုံကျဲတိုက်ခိုက်ကြ သူကဟိန်လိုက်တာနဲ့ထူးဆန်းတဲ့သားရဲရေကုန်နဲ့ပတ်ထားတဲ့ကြမ်းတမ်းနဲ့ဆေးရထားဒါဇင်ပေါင်းများစွာကိုကျဉ်းကျန်းသူတွေအများကြီးအားရှေ့ကိုတွန်းလာကြပါတယ်။ရေကုန်တွေကဆေးရထားတွေပေါ်ကနေဖယ်ရှားလိုက်ပြီးထိုအချိန်မှာရှေးအောင်အချိန်မှာထိုဆေးရထားကနေပြန်နှံထွက်လာပါတယ်။ထိုဆေးရထားဒါဇင်ပေါင်းများစွာကနေပယ်တစိမ့်ခတ်ချိန်ပိတ်ပင်တားဆီးမှုအစဉ်တွေက6ခုမြောက်ပိတ်ပင်တားဆီးမှုအစဉ်ကိုဝင့်ညင်ဖြစ်တဲ့မီးပြက်လောက်လွဲဆက်နဲ့အတူတူပါပဲ။တို့ရရင်သူတို့မှမီးမရှိပေမဲ့သူတို့ရဲ့ကြမ်းတမ်းမှုကတော့မရောက်နေသေးပါဘူး။ထိုဆေးရထားအီကရစ်ပန်ကောင်စီကပိုင်ဆိုင်တဲ့ယတနာတွေပါ။ တခုချင်းစီကိုတန့်စင်မှုအတွက်မေးမတွနိုင်တဲ့ယတနာတွေကိုအသုံးပြုခဲ့ရပြီးအရေးကြီးဆုံးကတော့တခုစီကရှီဟောင်းတားရဲရိုင်းတခေါင်ရဲ့ဝိညာဉ်ကိုလိုအပ်ပါလိမ့်ရှီဟောင်းတားရဲရိုင်းနေရာထိုးလိုင်းကူထဲမှာမွေးဖောက်ခဲ့ကြပေမဲ့သူတို့ရဲ့ဘိုးဘေးတွေကိုအယောင်ခဏပါကောင်းကင်းပုံအေဂရစ်ကမတင်မျိုးကျတာတိုက်ကြီးရနေဒီကိုခေါ်ဆောင်လာခဲ့တာပါသူတို့ကမတိမျိုးကျတာကုံးမြင့်ကြီးရမဟုတ်ပေမဲ့သူတို့မှာမတိမျိုးကျတာကုံးမြင့်ကြီးရဲ့အရှိန်အဝါရှိနေပါလေသူတို့ကမတိမျိုးကျတာကုံးမြင့်ကြီးရအဆင့်အမျိုးမျိုးရှိတဲ့ကောင်းကင်ဘုံတားရဲတွေပါ တို့ရဲ့ဝိညာဉ်တွေမှာတို့ရဲ့ဘိုးဘီးတွေရဲ့မျက်ညံတွေကပါဝင်နေပါတယ်ဆေးရထားတဲ့ပုံမှာပေါ်လာတဲ့တားအိုင်းရိုင်းဓာစီပေါင်းများစွာထဲမှာပီတသိန်းရှိတဲ့ငကားတွေထူးဆန်းတဲ့တားအိုင်းတွေနဲ့ဝန်လင်းရှင်ကမြင်ခဲ့ဘူးတဲ့တားအိုင်းရိုင်းတစ်ခုဖြစ်တဲ့ဂျီချုံဝါတော်ပါဝင်နေပါတယ်မိုးချိမ့်တဲ့လိုဟိမ့်တဲ့နေရာဆေးရထားတွေကနေပဲ့တင်ထလာပြီး တေဖို့အတင်းဖြစ်နေတဲ့ကြီးညံ့သူတွေကစစ်ရဲထားတွေနဲ့ပစ်လွယ်တဲ့လက်တပ်တွေမှာထိုင်ချလိုက်ပါတယ်ထိုကြီးညံ့သူတွေရဲ့ခန္ဓာတွေကတေချင်းနဲ့ယူသူချင်းရဲ့အရှိန်အဟောင်းကိုထွက်လွတ်နေပါတယ်ထိုင်ချပြီးတဲ့နောက်မိုးချိမ့်တန်လိုတုံဖီးတန်ကထွက်ပေါ်လာပြီးသူတို့ရဲ့တေလူဆဲဆဲခန္ဓာတွေကိုဥက္ကခဲတွေလို ဘိန်းပုံစံပိတ်ပင်တားဆီးမှုအစီအစဉ်ကိုပြုတ်လွတ်လိုက်ကြပါတယ်ထိုကျဉ်းကျဉ်းသူတွေကတေဖို့အသင့်ဖြစ်နေပါပြီသူတို့ကပြုတ်လွတ်ခံရတဲ့အချိန်မှာပောက်ကွဲထွက်သွားကြပါတယ်သူတို့ကသူတို့ရဲ့ဘဝထေကအပြင်းထန်ဆုံးသောတိုက်ခိုက်မှုတွေနဲ့ဘိန်းပုံစံပိတ်ပင်တားဆီးမှုအစီအစဉ်ပေါ်မှာပောက်ကွဲထွက်ဖို့အတွက်သူတို့ရဲ့အသက်နဲ့လဲလှယ်ခဲ့ကြပါတယ်ဘိန်းပုံစံပိတ်ပင်တားဆီးမှုအစီအစဉ်ကရေမျက်နှာပြင်ဆိုရင်ထိုယူသွင်းနေတဲ့ကျဉ်းကျဉ်းသူတွေကရေထဲကိုပစ်ချလိုက်တဲ့ကြောက်တုံးတွေဖြစ်ပြီးမရေမတွန့်နိုင်တဲ့လိုင်းရက်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်ဝန်လင်းကပိတ်ပင်တားဆီးမှုအစီအစဉ်အတွင်းမှာရှိနေပြီးဆေးရထားတွေကကျဉ်းကျဉ်းသူတွေကိုပို့ပို့ပြီးတော့ပြုတ်လွတ်နေတာကိုကြည့်နေပါတ တယ်ထိုကျဉ်းကျဉ်းသူတွေကသူတို့ရဲ့အတက်ကိုစရေပြီးပိတ်ပင်တားဆီးမှုအစင်အဲထဲကိုတိုးဝင်တိုက်ခိုက်နေကြပါတယ်ဒိုးဝရင်သူတို့ရဲ့ကျဉ်းကျဉ်းမှုအစင်အင်းနဲ့သူတို့ကပိတ်ပင်တားဆီးမှုအစင်အင်းပေါ်မှာအနေငယ်ပဲပုံပြွင်ရင်းမှုလောက်ပဲဖြစ်စီနိုင်ပါတယ်ဖြက်စီးလို့မရပါဘူးဒိုးဝရင်ဝက်လင်းရဲ့အကြီးကပို့ပြီးတော့လေးနက်လာပြီးသူ့ရဲ့မျက်လုံးထဲမှာထူးဆန်းတဲ့အလင်းရောင်ကပေါ်ထွက်လာပါတယ်တခုခုတော့မားနေပြီ မိုးချိန်တန်လိုတုံဟီတန်တွေကသူ့ရဲ့နားထဲမှာပိတ်တင်ထလာပါတယ်အဲ့ဒီအပြင်နယ်ပယ်ကျဉ်းကျဉ်းသူတွေကပိတ်ပင်တားဆီးမှုအစီရင်ထဲကိုတိုးဝင်တိုက်ခိုက်ပြီးပောက်ကွဲနေကြပါတယ်သူတို့ရဲ့ခန္ဓာတွေကပြောက်ကွယ်သွားပြီမဲ့တီချင်းရဲ့အရှိန်အဝါတစ်ခုကပိတ်ပင်တားဆီးမှုအစီရင်ပေါ်မှာကျန်နေခဲ့ပါတယ်ထိုအရှိန်အဝါကစည်ရထားတစ်ခုစီရဲ့ဝိညာဉ်စွမ်းအပောင်းဝင်နေပါတယ်ကျဉ်းကျဉ်းသူတွေကပူပူပြီးတော့တေဆုံးလာတဲ့အများထိုတီချင်းရဲ့အရှိန်အဝါက ထူးဆန်းတဲ့မော်ထွန်းစာတစ်ခုကိုဖွဲ့စည်းလိုက်ပါတယ်ထိုးချိန်မှာပဲကျဉ်းညံ့သူတယောက်ကစီးရက်ထားအနေပြစ်လို့ခံအချိန်မှာစီးရက်ထားပေါ်ကပေတသိမ်းရှိတဲ့ငကားဟိမ့်တဲ့တစ်ချက်ကိုထွက်လွတ်လိုက်ပါတယ်သူကမူလာသူ့ရဲ့မျက်လုံးကိုမိတ်ထားပေမဲ့အခုတော့သူကရုတ်တရက်မျက်လုံးဖိနှိပ်ပြီးကျဉ်းညံ့သူကိုမစားခင်ကြမ်းတမ်းတဲ့အကြည့်ကိုပြသလိုက်ပါတယ်ပြီးတော့သူကစီးရက်ထားအနေပြန်ထွက်သွားပြီးပိတ်ပင်တားဆီးမှုအစီရင်စီကိုပြေးဝင်သွားပါတယ်ပိတ်ပင်တားဆီးမှုအစီရင်ပေါ်မှာပေါ်လာတဲ့မော်စလုံးကတေးစီနိုင်တဲ့ဆွဲဆောင်မှုတစ်ခုလိုပဲငကားအသေးအတန်နဲ့ပြေးဝင်သွားပါတယ်ငကားပြေးဝင်သွားချိန်မှာဘောလုံးလိုပုံစံရှိတဲ့ ထူးဆန်းတဲ့တားရိုင်းတစ်ကောင်ကမျက်လုံးကိုဖိတ်ပြီးကြံတန်းတဲ့အကြည့်နဲ့ပြေးဝင်သွားပါလိ။တစ်ချိန်တည်းမှာပဲကြံရှင်းနေတဲ့စစ်ရထားတွေပေါ်ကတားရိုင်းအားလုံးကဟိန်းသန့်တွေကိုထွက်လွတ်ပြီးပြေးဝင်သွားကြပါလိ။ထိုးရရီထဲမှာဂျီချုံတားရဲကောင်နေတော့အများကြီးပါဝင်နေပါတယ်။ မိုးချိမ့်တန့်လိုပောက်ကွဲတန့်နေတဲ့အတူငကားပိတ်ပင်တားဆီးမှုအစီရင်ကိုပထမဆုံးတိုက်မိပြီးပိတ်ပင်တားဆီးမှုအစီရင်ကပုံပြက်သွားပါလေဘိန်းကိုတိုးနေတဲ့မီးမတွန့်နိုင်တဲ့ဂျုံဝင်းညင်နေရနာကျင်စွာနဲ့အော်ဟစ်ပြီးအချို့ကချက်ချင်းပဲပြိုကွဲသွားကြပါလေလုံဝိုင်းနဲ့ရှေးအောင်တားရဲရိုင်းနေရမကြခင်မှာပဲလိုက်လာပြီးသူ့ရဲ့ဘောလုံးလို့ခန္ဓာကိုယ်ကငကားနဝနေပိတ်ပင်တားဆီးမှုအစီရင်ထဲကိုတိုးဝင်တိုက်ခိုက်ကြပါလေမိုးချိမ့်တန့်လိုတုံဟီတန်နေရနေရအနှံ့ကိုပြန့်နှံ့သွားပါလေပိတ်ပင်တားဆီးမှုအစီရင်ကပုံပြက်သွားပြီးလှိုင်းကြက်တွေကလှိမြန်စွာနဲ့ပိတ်တင်ထလာပါလေမကြခင်မှာပဲရှေးအောင်တားရဲရိုင်းဝင်းညင် ါးစင်ပေါင်းများစွာနီကက်လာနှင့်အမျှဘင်းပုံစံပိတ်ပင်ဓာစီမှုအစီရင်ကတွန်ခါစားပြုလာပါတယ်ဝက်လင်းကပိတ်ပင်ဓာစီမှုအစီရင်ကနေလှုပ်ခတ်မှုတွေကိုခန်းစားလိုက်ရပါတယ်သူကတားရိုင်းရိုင်းတွေကိုကြည့်လိုက်ပြီးသူ့ရဲ့မျက်လုံးတွေထဲမှာအိဆတ်မှုကပေါ်လာပါတယ်ရှီဟုံတားရိုင်းရိုင်းငါမှလည်းရှိတယ်ပြီးတော့ဒါဝိညာဉ်တသက်မဟုတ်ဘူးရှင်တန်ကြံရင်းနေတယ်ရှီဟုံတားရိုင်းရိုင်း ဝယ်လင်းကသူ့ရဲ့မျက်ခုံးကြောင်လူညုံနဲ့ထောက်လိုက်ပါတယ်ထိုးရာနဲ့တူသူ့ရဲ့မျက်ခုံးကြောင်မှာဝဲကြီးတစ်ခုကပေါ်လာပြီးရှေးအောင်အချိန်ကပြန်နှံ့ထွက်သွားပါတယ်မကြခင်မှာပဲတဆီလိုအလင်းရောင်တစ်ခုကလက်ခဏဖြစ်သွားပါတယ် ရှေဟောင်းတိုင်းရင်ဒါစီမောင်းများစွာထိုးစစ်ဆင်လာချိန်မှာပဲပိတ်ပင်တားဆီးမှုအစဉ်ကပုံပြတ်သွားပါတယ်ခနာတာပြောက်ွက်နေတဲ့မာယနာတားရဲကဝန်လင်းရဲ့ရှေ့မှာရုတ်တရက်ပေါ်လာပါတယ်မာယနာတားရဲ့အွေစားဖော်ပြဖို့အတွက်ခက်ခဲပါတယ်သူ့ရဲ့အရေးတစ်ခုထင်းနေတဲ့ထိုးနေရာတစ်ခုလုံးလွှမ်းခြုံထားနိုင်ပါတယ်သူ့ရဲ့ကြီးမားတဲ့အရေးကိုမြေုံနဲ့တင်အစွမ်းထက်တဲ့ဖီအားကိုခန်းစားရပါတယ်အရေးကအလီမြန်နဲ့ကျေပြန့်လာပြီးပိတ်ပင်တားဆီးမှုအစဉ်ကိုတိုက်ခိုင်းနေတဲ့ရှေဟောင်းတားရဲ့ဒါစီမောင်းများစွာအကုန်လုံးကရက်တန့်ပြီးမာယနာတားရဲကိုကြိလိုက်ကြပါတယ်သူတို့ရဲ့ဝိညာဉ်တွေထဲကအမှတ်တရကြောင့်တွန်းလုံးမှုတစ်ခုကသူတို့ရဲ့ ိတ်ထဲမှာပြည့်နှက်သွားပါလေ။တားရဲရိုင်းဓာစင်ပေါင်းများစွာအကုန်လုံးဟိန်းဟောက်ရင်တုံရင်စွာနဲ့နောက်ဆုတ်သွားပါလေ။သူတို့ရဲ့ဝိညာဉ်တွေရဲ့နှဆိုင်တဲ့အတွင်ပိုင်းကကြောင်ရွံ့မှုကသူတို့ကိုပြန်ပြီးတော့မတိုက်ခိုက်ဝင်းအောင်လို့ပြုလုပ်နေရပါ။မာယနတားရဲခန္ဓာကိုယ်ကဖြည်းဖြည်းချင်းပုံပေါ်လာတဲ့အမျှတားရဲရိုင်းဓာစင်ပေါင်းများစွာအားလုံးကနောက်ဆုတ်သွားကြပါလေ။မာယနတားရဲကပေါ်လာပါပြီ။ တားရဲ့ကြီးကပေါ်လာချိန်မှာသူ့ရဲ့ခန္ဓာတစ်ချမ်းကပိပင်းတားစီးမှုအဆင်ရဲ့အပြင်ဘက်ကိုရောက်နေပါတယ်။အရန်ဝင်ကြီးမလွန်လို့သူ့ရဲ့ခန္ဓာအပြင်နယ်ပယ်ရဲ့ကျဉ်းကျဉ်းသူတွေကိုထိလို့နေပါဖြစ်အောင်ဆန့်ထွက်လာပါတယ်။ကျဉ်းကျဉ်းသူတယောက်နဲ့ဆယ်ပေအကွာမှာပဲရှိတော့ပါတယ်။ အဲ့ဒီကျင်းတဲ့သူကတလက်ပိုင်အရွယ်အမျိုးသားဖြစ်ပြီးသူ့ရဲ့မူလဝိညာဉ်ကဒဏ်ရာရပြီးသားပါထိုအချိန်မှာသူကအီယာမတာရဲ့ကြီးကိုစိုက်ကြည့်ရင်စိတ်ထန်ရရသွားပြီးစဉ်စားတွေးခေါ်နိုင်စွမ်းအလုံးကိုဆုံးရှုံးသွားပါတယ်မာယနာတာရဲ့ကလည်းမှင်သက်သွားပြီးသူ့ရဲ့မျက်လုံးထဲမှာရှုပ်ထွေးမှုတွေကပြင်းထန်နေပါတယ်သူ့ကိုစိုက်ကြည့်နေတဲ့မေးမတွန်းနိုင်တဲ့အပြင်နယ်ပဲကျင်းတဲ့သူတွေကိုကြည့်ရင်သူကဘယ်ရောက်နေရလဲဆိုတာတွေးတောနေတော့မှပဲသူ့ရဲ့မျက်စိထဲမှာအလိုမျိုးကြောက်စရာကောင်းနေတယ်နောက်ဆုတ်သွားတဲ့ရှင်ယောင်တာရဲ့ရင်ဓာစင်ပေါင်းများစွာကိုသူကကြည့်လိုက်ပါတယ် သူ့ရဲ့ကြောက်တက်တဲ့တဘာဝချက်ချင်းပဲပေါက်ကွဲထွက်လာပြီးသူ့ရဲ့ခန္ဓာကအလိုလိုတုံ့ဝင်လာပါတယ်ထိုတုံ့ဝင်မှုကြောင့်ကျဲစုစနစ်တစ်ခုလုံးကတုံ့ခါသွားပြီး line gear တစ်ခုကထိုပတ်ဝန်းကျင်ကိုပြန့်နှံ့သွားပါတယ်ထိုအချိန်မှာသူနဲ့ဆယ်ပီတာကွာတဲ့ချင်းညံ့သူကိုသူကမြင်လဲရပါတယ်ထို့ကြောင့်သူကခဲတောက်သွားပါတယ် တလက်ပိုင်အရွယ်ချင်းညံ့သူရဲ့မျက်နှာကတေလောင်းကိုဖြဖြောင်းနေပြီးမိုင်နာတာအေးကိုခဏတာတိတ်တဆိတ်နဲ့ကြည့်ပြီးရဲ့နောက်သူကကြောင်မဖွေရကောင်းတဲ့အော်တန်ကြီးကိုသူကအော်ဟစ်လိုက်ပါတယ်။သူ့ရဲ့နှီးပညာတွေတစိမ့်တွေကိုမေ့သွားသလိုမျိုးယူမတက်နောက်ဆုံးနေပြီးသူ့ရဲ့လက်ကိုဝင်ရမ်းနေပါတယ်။ကြောင်ရွံ့မှုကြောင့်သူကအရာအလုံးကိုမေ့သွားပြီးသူ့ရဲ့လက်ကိုအလိုလိုဝင်ရမ်းနေမိပါတယ်။ဒိုးရရင်သူ့ရဲ့အော်တန်ကြောင့်ကြောက်တက်တဲ့မိုင်နာတာအေးကတုံရင်သွားတဲ့အထိလန့်သွားစေပါတယ်။သူ့ရဲ့မျက်လုံးထက်ရရှုပ်ထွေးမှုကကြောင်ရွံ့မှုအစာတို့ခံနိုင်ရပြီးသူကလည်းပဲကြောင်လန့်ကြဟိမ့်တန်ကိုပြုတ်လိုက်ပါတယ်။သူကဒီလိုမျိုးလူတစ်ယောက်နဲ့အနီးကပ်မရှိဘူးပါဘူး။သူခံစားလိုက် ရတဲ့ကြောင်ယုံမှုကသူ့ကိုသတိလစ်သွားစေဖို့လုံလောက်ပါတယ်ဒိုးရရင်သူ့ရဲ့ဟင်းတန်ကတက်လက်ပိုင်အရွယ်လူရဲ့နှလုံးသားကိုအေးဆက်သွားစေပါတယ်သူကတကယ်ပဲသွေးများအန်ထွက်လာပြီးထွက်ပြေးဖို့အတွက်သွေးလွမြောက်ခြင်းနည်းကိုတုံးလိုက်ပါတယ်သွေးရောက်အလင်းရနောက်ဆုတ်သွားတဲ့တာရဲရင်ဓာစင်ပေါင်းများစွာရဲ့ဟင်းတန်ကြောင့်ကြောက်တတ်တဲ့မာယနာတာရဲကိုနောက်တစ်ချိန်ထပ်ပြီးတော့ဟင်းရောက်စေပါတယ်သူ့ရဲ့ကြောင်ယုံမှုကအထွန်းထဲကိုရောက်သွားတဲ့ပုံပါပဲသူ့ရဲ့မျက်ညံထဲမှာအဲ့ဒီတာရဲရင်တွေကိုအရင်ကမြင်မှုသလားဆိုတာကိုသူကပြင်ပြီးတော့မမမီးနိုင်ပါဘူးဒိုးရရင်ထိုးအချိန်မှာတာရဲရင်တွေနဲ့ထိုးချင်းချင်းသူတွေရဲ့ပုံသဏ္ဍာန်ကြောင့်သူကလုံအောင်ထိတ်လန့်နေပါ ါတယ်ထိုတားရဲရိုင်းတွေကအရန်ကိုကြောက်ဖို့ကောင်းပါတယ်အရန်ကိုလူတက်ချင်နေပါတယ်အရန်ကိုထိတ်လန့်စရာကောင်းနေပါတယ်သူ့ရဲ့တစ်ခုလုံးက ကြောင်ရုံမှုတွေနဲ့ပြင်းထန်လာတဲ့အများသူ့ရဲ့ခန္ဓာကကျုံဝင်သွားပါလေသူ့ရဲ့ခန္ဓာကပြင်းထန်စွာနဲ့တုံ့ဝင်နေပြီးသူကနောက်ဆုံးတော့မလို့ဖြစ်နေပါတယ်နောက်ပြီးတော့တားရိုက်နေတဲ့ပုံသဏ္ဍာန်ကြောင့်အရန်ဝန်ကြောက်လန့်သွားပြီးနောက်ထပ်ဟိန်းတန်တစ်ခုကိုသူကပြုတ်လိုက်ပါတယ်ထိုဟိန်းတန်ကသူ့ရဲ့ပါးစပ်ကနေထွက်လာပြီးအရက်မျက်နှာအလုံးကိုပြန့်နှံ့သွားပါတယ်အတန်လိုက်နေရပြန်ကားထွက်သွားပြီးလောကကြီးထဲကအခြားတန်အလုံးကိုအစားထိုးသွားပါတယ်ဘယ်ကျဉ်းကျဉ်းသူမဆိုစိတ်ကိုထိတ်လန့်သွားစေလောက်အထိကြဲလောင်ပါတယ်ရှေးဟောင်းတားရိုက်မူလဝဉ္ဉင်ဓာစီမောင်းများစွာတနာစရာကောင်းတဲ့ဟိန်းတန်တွေကိုပြုတ်ပြီး ပိုလူနောက်မြန်ဆန်ထွက်ပြေးသွားကြပါလေသူတို့ရဲ့မျက်လုံးထဲမှာကြောင်ရွံ့မှုတွေကပြင်းထန်နေပါလေသူတို့ရဲ့ဘိုးဘေးတွေစီကအမှတ်တရတွေကသူတို့ကိုလုံးဝပြန်ပြီးတော့မခုခန့်ဝင်းအောင်လို့ပြုလုပ်ထားပါလေဒိုးရရင်သူတို့ရဲ့တနာစီကကောင်းတဲ့ဟိန်းတန်တွေကမာယနာတာရဲကိုပိုလူနောက်မှာတုံရင်သွားစီပါလေသူကနောက်ဆုတ်ချင်ပါလေသူကထွက်သွားချင်ပါလေသူကအလွန်မယုံမှကြောက်လန့်နေပါပြီမာယနာတာရဲ့ပေါ်ထွက်လာမှုကရှေးအောင်တိုင်းရင်ဒါစင်ပေါင်းများစွာတော်မှာက ပုံရင်းချင်းဟာချင်းချင်းတို့တောင်းချီကိုပါကြောက်လန့်သွားစေပါလေထိုရာသူတို့ကမာယနတာအိတ်ကိုပထမဆုံးချိန်မြင်မှုတာဖြစ်ပြီးဒီလောက်ကြီးမားတဲ့တာအိတ်ကြီးကသူတို့ကိုတုံလို့စေပါလေမာယနတာရဲ့ကြောက်လန့်တကြားဟိန်းတန်ဟာ သူတို့အတွက်တော့တာရဲကြီးရကြောက်နေတယ်လို့မျိုးလုံးဝမထင်ရပါဘူးထိုဟိန်းတန်ကသူတို့အားလုံးကိုကြောက်လန့်တကြားနဲ့နောက်ဆုတ်သွားစေပါတယ်တတရားအစဉ်ချင်းချင်းသူ၅ရုံတော်မှာနောက်ဆုံးနေရင်သူတို့ရဲ့မျက်နှာအမူအရာတွေကအကြီးအကျယ်ကိုပြောင်းလဲသွားပါတယ်တာရဲရိုင်းမှာဘလို့နီးပညာတွေရှိလဲဆိုတာသူတို့ကမသိပေမဲ့ဒီလောက်ကြီးမားတဲ့တာရဲရိုင်းနဲ့ရင်းဆိုင်ုံနဲ့တင်ဖီအားတစ်ခုကသူတို့အပေါ်ကိုကြောက်လာပါတယ် ဝန်လင်းတယောက်ထဲရတာမာယနာတာရဲကလုံအောင်ကြောက်လန့်နေပြီးထုတ်ထိတ်လန့်မှုကမာယနာတာရဲကန့်သက်ချက်ထန်းတော့ကျော်လွန်သွားပြီဆိုတာကိုသိပါတယ်မာယနာတာရဲမျက်လုံးကြီးကဖြူဖွေးသွားတာကိုသတိထားမိလိုက်တော့သူကခါးသီးစွာနဲ့ပြုံးလိုက်ပါတယ်ထိုကြောက်တတ်တဲ့မာယနာတာရဲကသတိလတော်မဲ့လက္ခဏာတွေကိုပြနေပါပြီအမှန်တော့ဒီလိုဖြစ်နေတာအံ့ဩစရာမဟုတ်ပါဘူးထိုရှေးအောင်တာရဲရိုက်နေတဲ့ပုံသဏ္ဍာန်အရန်အောင်မှကြောက်စရာကောင်းလွန်းပါတယ် ဝင်လင်းကရှေ့ကိုတက်ပြီးမိုင်နာသားရဲ့ပေါ်ကိုဆင်းသက်လိုက်ပါတယ်မိုင်နာသားရဲ့ခန္ဓာအရင်အားနဲ့မတူတော့ပါဘူးအရင်အားလိုမမာတော့ပဲအရန်ဦးမှာပြောပြောင်းနေပါတယ်ဝင်လင်းမှာထိုကိစ္စကိုစဉ်းစားဖို့ကအချိန်မရှိပါဘူးသူကညာဘက်လက်ကိုမြှောက်ပြီးမိုင်နာသားရဲ့ကိုညှဉ်းတာဆွာနဲ့ပုတ်လိုက်ပါတယ်မိုင်နာသားရဲ့ကိုနှစ်သိမ့်ဖို့အတွက်စိတ်ဆန္ဒကိုထုတ်လွှတ်ပြီးအမိတခုကိုလည်းထုတ်ပြန်လိုက်ပါတယ်မိုင်နာသားရဲ့ကနည်းနည်းပြန်တက်တက်လာပြီးသူ့ရဲ့မျက်လုံးထဲမှာဖြူဖေးနေရတာကအနေငယ်ပြောက်ကွယ်သွားပါတယ် ဒိုးရရင်ဝယ်လင်းရဲ့အမေကိုကြားပြီးရတဲ့နောက်မှာသူကပိုလုံးတော့ကြောက်ရွံ့သွားပါတယ်။သူ့ရဲ့ကြီးမားတဲ့ခေါင်းကခေါင်းခါလိုက်တဲ့လိုမျိုးရုတ်တရက်ဇက်ခနဲ့ဖြစ်သွားပါတယ်။သူ့ရဲ့ကြောင်ရွံ့မှုကထိုရှင်းအောင်တားရဲရိုင်းတွေကိုမျိုးထားဖို့အတွက်မိုးရိမ်ရဖြစ်စေပါတယ်။ဒိုးရရင်သူ့ရဲ့ခေါင်းဆက်ခနဲ့လှူရှာမှုကနောက်ဆုံးနေတဲ့ကြီးညံ့သူတွေနဲ့တားရဲရိုင်းဓာစင်ပေါင်းများစွာကိုထိတ်လန့်သွားစေပါတယ်။ ဘလူပဲကြည့်ကြည့်မာယနာတာရဲကအပြင်ကိုပြေးထွက်လာတော့မဲ့ပုံပါပဲဒိုးရတယ်မာယနာတာရဲကဝင်လင်းနဲ့ချိတ်ဆက်ထားပြီးဝင်လင်းရဲ့ဆွန့်ထက်တဲ့အမေရောက်မှသူ့ရဲ့ကြောင်းရွံ့မှုကြားကနေပါဇက်ကိုဟားလိုက်ပါတယ်သူကသူ့ကိုယ်သူတက်တိပေးဖို့အတွက်ဟိမ့်တန်တစ်ခုကိုပြုတ်ပြီးရဲဆက်ဆက်နဲ့ရှူသွင်းလိုက်ပါတယ်ဒီလိုလှုပ်လိုက်တာနဲ့မာယနာတာရဲ့ပါဇက်ကကျေပြန်းလာပြီးအစွန်းထက်တဲ့ဆွေယူအားတစ်ခုကိုဖန်တီးလိုက်ပါတယ်တာရဲရင်ဓာစင်ပေါင်းများစွာအော်ဟစ်ပြီးရှေးကိုလုံးဝမတိုးနိုင်တော့ပါဘူးသူတို့ကမာယနာတာရဲ့ပါဇက်ထဲကိုတကောင်ပြီးတကောင်ဆုတ်သွင်းခံရရင် ရုန်းကန်နေကြပါတယ်သူတို့တွေမကပဲအဲ့ဒီကြီးညံ့သူတောင်းချီရလေဆွေယူခံ ာတော့မလို့ဖြစ်သွားပါတယ်ဒိုးဝရင်ဝယ်လင်းကမာယနာသားရဲ့ခေါင်းကိုပုတ်ပြီးသူတို့ကိုမဆုပ်ယူမိအောင်လို့တားထားလိုက်ပါတယ်ဝယ်လင်းကမာယနာသားရဲ့ကိုနားလိုက်ပါတယ်မာယနာသားရဲ့ကသာအဲ့ဒီကျဉ်ကျဉ်သူတောင်းချီကိုဆွဲယူလိုက်ရင်သူတို့ကိုချိန်ဖြတ်ဖို့အတွက်နှစ်ပေါင်းများစွာအိပ်ဆက်သွားနိုင်ပါတယ်ထိုအရာဝယ်လင်းမလို့ခြင်းတဲ့အရာဖြစ်ပြီးကောင်းကြီးတစ်ခွင်တိုက်ပွဲမှာမာယနာသားရဲ့ကိုသူဘာလို့မစင့်ခုတ်ခဲ့ရလဲဆိုတဲ့အကြောင်းရင်းမှာထိုသားရဲ့ကြီးကအဲ့ဒီရှေးအောင်သားရဲ့ဝိညာဉ်တွေကိုမြူချိုင်းဝင်နဲ့အိပ်ပျော့သွားမှာမဟုတ်ပါဘူး လိုချနေတဲ့မာယနာသားရဲကဝလင်းအတွက်ပို့ပြီးတော့အသုံးဝင်ပါတယ်ထိန်လန်းနေတဲ့အပြင်နယ်ပယ်ကျဉ်းကျဉ်သူတွေရဲ့မျက်စိရှိမှာမာယနာသားရဲပါဇက်ကဖြည်းဖြည်းချင်းပြန်ပိတ်သွားပါတယ်ဒူဝရင်အပြင်နယ်ပယ်ကျဉ်းကျဉ်သူတွေထိန်လန့်သွားအောင်ပဲသူကမကြခင်မှာပါဇက်ကိုပြန်ဟပြီးတုံင်နေတဲ့ဂျွထိုးတန်တစ်ခုကိုပြုတ်လိုက်ပါတယ်သူကနိနာခံရတဲ့ပုံပေါက်နေပြီးသူ့ရဲ့မျက်လုံးထဲမှာကြောင်ရုံမှုကရှိနေတော့မှာ ူမျိုးချလိုက်တဲ့တားရဲရိုင်းဒါဇင်ပေါင်းများစွာကိုသူကကြောက်နေတော့မှသူကထိုတားရဲရိုင်းတွေကိုစားရတာကိုမကြိုက်ပါဘူးသူတို့ကရတာမရှိပါဘူးကြောက်စရာကောင်းပါလိမ့်ဝလင်းကမာယနာတားရဲကိုပြန်လာဖို့အတွက်အမေပြေးလိုက်ချိန်မှာအပြင်내ပဲကျဉ်းကျဉ်းသူတွေကထိတ်လန့်နေကြပါလိမ့်မာယနာတားရဲကဝလင်းစီကိုပြန်လာဖို့အတွက်လုံးဝတုံဆိုင်မနေပါဘူးထိုအဖြစ်ပြက်တွေကသူတို့ရဲ့ခန္ဓာတွေကိုပျောက်ခွေသွားတဲ့အထိကြောက်လန့်သွားစေပါလိမ့်သူ့ရဲ့ပြင်းထန်စွာနဲ့ခုန်နေတဲ့နှလုံးသားကိုငြိမ်သက်ဖို့အတွက်သူကကောင်းကောင်းအားယူဖို့အတွက်လိုအပ်ပါလိမ့်မူလဝိညာဉ်တသိန်းကိုရစ်ပူစော်ပြီးစင့်ခေါ်လာတဲ့ရှေးရောင်အလင်းတန်းနဲ့ တိုင်းရိုင်းဒါဇင်ပေါင်းများစွာအကုန်လုံးထိုးဘိန်းပုံစံပိတ်ပင်တောင်းဆိုမှုအစီအရှိမှာပြောက်ကွယ်သွားပါပြီဒိုးဘတွင်အပြင်နယ်ပယ်ကြီးညံ့သူတွေမှာနောက်ထပ်လက်နက်တစ်ခုကကျန်နေပါသေးတယ်ထိုးရာတော့တန်ကြိုးတွေနဲ့ဖုံးလန်းထားတဲ့အီယာမကြောက်ပြားကြီးနဲ့တန်ကြိုးတွေထုံလုံထားတဲ့ခေါင်းတလား၉ခုပါအပြင်နယ်ပယ်ကကြီးညံ့သူတွေမာယနာတားရဲ့ကြောက်ထိတ်လန့်နေတော့မှာကြောက်ပြားပေါ်မှာမှော်ထွင်းဆောက်၉ခုကလင်းလက်သွားပါတယ်ရှေးရောင်းအချိန်မှာ၉ခုကတန်ကြိုးတစ်လျှောက်အချိန်ပြပြနဲ့ခေါင်းတလားစီကိုဥတီသွားပါတယ်ထိုးအချိန်ဝါရီကခေါင်းတလား၉ခုထဲကိုဝင်ရောက်သွားချိန်မှာ ေါက်ကွဲတန့်နေရာကျဲဆူးစနစ်တစ်ခုလုံးပဲတင်ထပ်သွားပြီးခေါင်းတလားကိုကူရဲ့အဖုံးတွေကွဲကြည့်သွားပါတယ်ခေါင်းတလားရဲ့အဖုံးတွေကကွဲသွားချိန်မှာရှီလီယားတဲ့အနောက်ရောက်သပင်တွေကခေါင်းတလားကိုကူကနေပေါင်းပြီးနေလို့ပြန်လည်ထွက်လာပါတယ်မျက်စိတမိတ်အထွေမှာထိုးသပင်ရှီတွေကကျဲတွေကြားထဲကိုပြင့်နှက်သွားပါတယ်ငါရဲ့ရှီယောင်းကျဲဆူးစနစ်ကိုမေးမတွန့်လိုက်တဲ့နှစ်တွေထဲကကောက်ွယ်ခဲတဲ့ရှီယောင်းဧကရိနဖျားကိုတော်ရဲ့ခံတော်ကိုအပိုင်းကိုပိုင်းခွဲထားလေဒီနေ့မှာအဲ့ဒီအပိုင်းကိုပိုင်းကိုတစ်ခုထဲအဖြစ်ပြန်ပြီးတော့ပေါင်းဆက်မယ် ဒီပိတ်ပင်တားဆီးမှုအစဉ်ကိုဖျက်ဆီးပြီးဒီလူကိုတတ်ဖို့အတွက်ကိုရောရဲ့မတိမ်မျိုးဝိညာဉ်ကိုကျုပ်တို့ကဆင့်ခေါ်ပါလေ တတိယအဆင့်ချင်းညက်သူ၅ရုပ်ကတစ်ချိန်တည်းမှာဒူးထောက်ဥညွန့်လိုက်ကြပါတယ်သူတို့ကသူတို့ရဲ့ရှာပြားကိုခိုက်ပြီးသွေးအနစ်တာရာကိုထွေးထုတ်လိုက်ကြပါတယ်အနစ်တာရာသွေးတွေကိုစပိန်နေဖုံးလန်းနေတဲ့ခေါင်းတလောက်ကူကူကချက်ချင်းပဲဆွဲယူသွားပါတယ်ကြံရှိနေတဲ့အပင်နေပေရဲ့ချင်းညက်သူတောင်းချီရလဲသူတို့ရဲ့အနစ်တာရာသွေးတွေကိုထွေးထုတ်လိုက်ကြပါတယ်သူတို့ရဲ့သွေးတွေကိုခေါင်းတလောက်ကူကူကချက်ချင်းပဲဆွဲယူသွားပါတယ်သွေးတွေကိုဆွဲယူပြီးရနောက်မှာမိုးချင်းတန်လို့တုန်ခါတန်ကြီးကကြေတာစနစ်တစ်ခုလုံးကိုပိတ်တင်ထပ်သွားပြီးခေါင်းတလောက်ကူကူကတစ်ခုပြီးတစ်ခုပောက်ကွဲသွားကြပါတယ်ရှီယောင်းနှစ်ဖျားတွေရှီယောင်းမိစ္ဆာတွေရှီယောင်းနှစိုးတွေရဲ့ ိန်ဝါရီကပေါ်ထွက်လာပြီးရှေးဟောင်းအမိတို့စွမ်းအားကိုဖွဲ့စည်းဖို့အတွက်ပေါင်းဆက်သွားပါတယ်။ထိုအရှိန်ဝါရီကတော့ရှေးဟောင်းပုဂ္ဂိုလ်ရဲ့အရှိန်ဝါရဲမောရဲ့အရာပါ။ဝယ်လင်းကပိတ်ပင်တားဆီးမှုအစီရင်ထဲမှာရက်ရင်ခေါင်းတလောက်ကိုကိုစိုက်ကြည့်နေချိန်မှာသူ့ရဲ့မျက်လုံးတွေကအလုံးမင်းကိုတီကြည်လေးနဲ့သွားပါတယ်။အပြင်နေပဲမှာဒီလောက်ထိတန်းစီနေရှေးဟောင်းစွမ်းအားကရှိမယ်လို့သူကမထင်သာခဲ့ပါဘူး။ဒါဘယ်ဘက်မျက်လုံးမဟုတ်ဘူး။ပေပဲမျက်လုံးသာဆိုရင်ဒီအရှိန်ဝါဒီထက်ပိုပြီးတော့ပြင်းထန်လိမ့်မယ်။ဒါပေမဲ့ပေပဲမျက်လုံးမဟုတ်ဘူးဆိုရင်ဒါဒါကဘာကြီးလဲ ျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်